င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ thank you ဒီနေ့ရဲ့ podcast အစီအစဉ်တဲမှာတင်ဆက်ပေးမယ့်သတင်းဆောင်မကတော့နှစ်ပေါင်း40ကျော်အကြာထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတွေမှာမျောလင့်ချက်မဲ့စွာနဲ့နေထိုင်ခဲ့ကြရတဲ့မြန်မာဒုက္ခသည်တသိန်းနီးပါးရဲ့ဘဝအလှည့်ပြောင်းအကြောင်းပဲဖြစ်ပါတယ်။မျောလင့်ချက်တွေ ကုံဆုံးပြီလားလို့ရင်းနှွေးစကားဆိုခဲ့ရတဲ့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်တသိန်းနီးပါးအတွက်တော့အမောင်တို့ကြားကရောင်ကြီးတစ်ခုထိုးထွက်လာပါပြီ။ ဩဂတ်စ်လ26ရက်နေ့မှာထိုင်းအစိုးရဟာဒုက္ခသည်4200ကျော်ကိုတရားဝင်အလုံးလုံးခွင့်ပြုမယ်လို့တမိုင်းဝင်ဆုံးဖြတ်ချက်ကိုချမှတ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာစားနပ်ရိက္ခာရပ်ဆိုင်းမှုတွေနဲ့ရင်ဆိုင်နေကြတဲ့ဒုက္ခသည်တွေအတွက်ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ကြိုးပမ်းရတဲ့အထိဆိုးရွားလာနေတဲ့အခြေအနေတွေကနေရုံထွက်ဖို့ဝင်းဝင်းအဖြစ်ဖြစ်လာမလား လက်တွေ့အကောင်ထည့်ဖို့မှုမှာကြုံတွေ့ရမယ်ခရောင်းလန်းစိန်ခေါ်မှုတွေအကြောင်းကိုတော့ဒုက္ခတဲ့အရေးအမျိုးသမီးအရေးလှုပ်ဆောင်နေသူတွေနဲ့ဒုက္ခတဲ့တွေရဲ့ပြောကြားချက်တွေနဲ့အတူတင်ဆက်ပေးထားပါတယ်။မော်လင်းကျွန်တော်တို့မှာလမ်းပြောင်းနေတယ်လို့မျိုးဖြစ်နေတယ်။မျောလင်းချက်တွေကကုန်ဆုံးနေပြီလားပေါ့နော်လည်းလေးစဉ်းစားရတာ ဒီအတန်ကတော့ဂရီနီဒုက္ခတဲ့စခန်းတင်မှာဆယ်စုနှစ်နှစ်ခုကျော်အကြာနေခဲ့ရသူ မောဒူအမိလွဲရဲ့ရင်တွင်းစကားဖြစ်ပါတယ်။ဒီအတန်ဟာဒုက္ခတဲ့လို့ခေါင်းစဉ်တက်ခံထားတဲ့လူသသိန်းနီးပါးရဲ့စုပေါင်းကြီးတွားတန်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဩဂတ်စ်လ26ရက်နေ့မှာတော့အဲ့ဒီအမောင်ထူကြားကနေအကြောင်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ထိုင်းအစိုးရဟာမြန်မာဒုက္ခတဲ့တွေကိုတရားဝင် အလုံလုံကန်ခွင့်ပြုမဲ့တမိုင်းဝင်စ ုံးဖြတ်ချက်ကိုချမှတ်လိုက်တာပါဒီဆုံးဖြတ်ချက်အရာဒုက္ခသည်4200ကျော်ဟာစခန်းကနေထွက်ခွာပြီးတော့တနစ်တာအလုံးလုံးခွင့်ရမှာ ဖြစ်ပါတယ်မောတူကတော့အခုတော့ရောင်ကြီးတွေတန်းလာပြီပေါ့လို့မှတ်ချက်ပေးခဲ့ပါတယ်ရောင်ကြီးတန်းလာပြီပေါ့နောက်နောက်နောက်ထပ်လမ်းကြောင်းတစ်ခုပေါ့နော် မျောလင့်ချက်အလင်းရောင်မရခင်မှာဒုက္ခတွေတွေဟာကြောက်ကဘာစွန်းကို ရောက်လူနှီးပါဖြစ်ခဲ့ကြတာပါ2025ခုနှစ်အစောပိုင်းမှာအမေရိကန်ရဲ့အကူအညီတွေရက်ဆိုင်ခဲ့တဲ့အတွက်တဦးချင်းစာနယ်ရိက္ခာထောက်ပံ့မှုဟာဘတ်300ကျော်ကနေ89ဘတ်အထိထိုးကျသွားခဲ့ပါတယ်မိသားစုတွေထမင်းနှံ့မှန်ရေးကိုပါချင်းချောက်လာခဲ့တယ်လို့ဆေးရုံတွေပိတ်သိမ်းတာတတိယနိုင်ငံကိုသွားရမယ့်လမ်းတွေပိတ်ဆို့တာတွေကြောင့်ဒုက္ခတွေတွေဟာစိတ်ပိုင်းဆိုင်ရာပြိုလဲခဲ့ရပါတယ် ဂရိနီအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌမော်ဖရေးမြာက အခုလိုမျိုးပြောပြပါရယ်သမားရေခါဖြတ်တော့လေလောဝရတာတဲ့ကိစ္စပြည်ချမရေးတယ်လေဖြတ်ဖြတ်ဖြတ်လိုက်တဲ့ကိစ္စအဲ့လိုမျိုးတွေပေါ့ပြီးအထူးသဖြင့်အာဒီအင်းနစ်နိုင်ငံတွေမှာအလောက်ကခွင့်လမ်းမရှိဘူးပေါ့နော်ဆိုတော့ အလုံးကဲထွက်လို့မယ်ဆိုလို့ရှိရင်လည်းဒီ document ရမရှိတဲ့ကိစ္စအဲ့လိုမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုရွေးချယ်မှုတွေကိုအဖက်ဖက်ကဆုံးရှုံးမှုရှိနေတော့ပို့ပြီးတော့မှအဒီကိစ္စကိုရွေးချယ်လာကြတယ်လို့အများစုကတော့ကျွန်တော်တို့ဒီလိုပဲသုံးသပ်ကြတယ်ပေါ့နော်ဟုတ် ကရနီစခန်းတစ်တစ်ခုထဲမှာပဲဒီလွန်ခဲ့တဲ့6လအတွင်းမှာပေါ့လေကိုကိုကိုအဆုံးစီရင်ဖို့ကြိုးပမ်းမှု3ကြိမ်အထိရှိခဲ့တာဟာအချိန်နေဘလောက်ထိဆိုးရွားနေတယ်ဆိုတာကို ပြသနေတာပါစခန်းအပြင်ကိုထွက်ပြီးတော့အလုပ်လုပ်ရင်လေဒီထိုင်းရဲတွေရဲ့ဖမ်းတာနောက်ပြီးတော့ ဒဏ်ငွေတွေဆောင်ရတာတွေနဲ့ရင်ဆိုင်နေရတာမို့လို့စကမ်းတွေဟာစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာအကျဉ်းထောင်တပွဲဖြစ်ခဲ့ရတာပါထိုင်းအစိုးရရဲ့ဒီဆုံးဖြတ်ချက်ဟာလူသားချင်းစာနာမှုအပြင်လက်တွေ့ကြတဲ့စီးပွားရေးလိုအပ်ချက်နဲ့လည်းတိုက်ရိုက်ပတ်သက်နေပါတယ်ထိုင်းနိုင်ငံမှာအလုသမားပြစ်လက်မှုပြင်းထန်နေချိန်မှာအထူးသဖြင့်တော့ကမ္ဘောဒီးယားအလုသမားလီဒိန်းကျော်ပြန်လည်ထွက်ခွာသွားပြီးတဲ့နောက်ပိုင်းဒီပြဿနာကပိုဆိုးလာပါတယ်ဒီအချိန်မှာပဲဒုက္ခသည်တွေဟာထိုင်းနိုင်ငံ ာအတွက်အသင့်တော်ဆုံးလူစွာအားအရင်မြစ်တွေဖြစ်လာခဲ့ပါတယ်။ဒီချိန်နေနဲ့ပတ်သက်ပြီးတော့ကရင်ငင်းချမ်းရဲ့အထောက်အကူပြုကွန်ရက် KPSN ကတာဝန်ရှိသူ No Cherry ကအခုလိုမျိုးပြောပါတယ်။ဒီကမ္ဘောဒီးယားခိုင်ကိစ္စဖြစ်တဲ့နောက်ပိုင်းမှာတင်းရပြပြောမယ်ဆိုသူတို့အစား replace လုပ်တယ်ပေါ့နော်အစားထိုးရတယ်ဆိုပေမဲ့ဘယ်လိုခေါ်မလဲကိုယ်ကိုယ်စိတ်ခံနဲ့ကိုယ်အလုပ်လုပ်တယ်ကိုယ်ဝင်ငွေချနိုင်တယ်ဆို benefit အခန်းစားချက်တို့ရရှိမယ်လို့တော့ကျွန်မမြင်ရရှိ ဒါဟာတစ်ဖက်ကလိုအပ်တဲ့လှုပ်အားကို ဖြည့်ဆည်းပြီးတော့တစ်ဖက်ကလူကုန်တိတ်ခါကိုပြန်လဲတိဆောက်ပေးမယ်ဝင်းဝင်းလို့ဆိုရမယ်ရှင့်လဲလျှောက်တာပြားလဲဆွဲတာခြေလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့လက်တွေ့အခြေအနေမှာတော့တရားဝင်အလုပ်လုပ်ခွင့်ရောင်းချီဟာမှုံွားနေစေဖြစ်ပါတယ် ုံဖြန့်ဒုက္ခသည်စခန်းကဒုတိယဥက္ကဋ္ဌပြောတာကတော့မီဒီယာတွေမှာတော့အလုံးလုံးခွင့်ပြုမယ်လို့ကြားနေရပေမဲ့အခုထက်တိပါအဖွဲ့အစည်းတစ်ခုကမှတရားဝင်လာရောက်ပြီးတော့လှုပ်ဆောင်တာတွေမရှိသေးဘူးလို့ဆိုပါတယ် ပြောတာပြောတာဒေသဌာနတို့မီဒီယာတို့အတာဟိုလုတ်သမားတွေအပြင်လုတ်ဖွဲ့လို့ဖို့ခွင့်ပြုမဲ့ဘာညာလို့တာကြားတာဒါမဲ့ကုတဲ့တိပါဖွဲ့စည်းတစ်ခုမှလာပြီးတော့ဟိုလုတ်ဆောင်တာတွေဘာတွေမရှိသေးဘူးလေကျွန်တော်တို့ကြားတာတော့ဗာလေအော်တိုဘာ၁ရက်နေ့ဆိုရင်လုတ်မယ်လုတ်မယ်လို့တာပြောကြည့်မယ်လေအခုကအခုသတိရတော့ဘာမှပြောင်းလဲမှုဆိုတာမကြားသေးဘူးလေနော် လက်တွေ့အကောင့်ထဲဖော်မှုနှီးကွေးနေသလိုဒုက္ခသည်တွေရှောင်လွှဲရမယ့်စိန်ခေါ်မှုတွေလည်းရှိနေပါသေးတယ်။ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေ၊ပွဲစားတွေရဲ့အန္တရာယ်တွေ ပြီးတော့ဒုက္ခသည်အဖြစ်ကနေအလုံသမားအဖြစ်ပြောင်းသွားရင် UNHCR ရဲ့အကာအကွယ်တွေဆုံးရှုံးသွားမလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။ဒီဆုံးဖြတ်ချက်ဟာမန်ကန်နဲ့လမ်းကြောင်းပေါ်ကပထမဆုံးခြေလှမ်းဖြစ်ပြီးတော့ ASEAN ဒေသအတွင်းဒုက္ခသည်မူဝါဒတွေအတွက်ဆက်နမူနာတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီကိစ္စဟာရေရှိအဖြေလားယာယီဖြေရှင်းနည်းတစ်ခုလားဆိုတဲ့အဖြေကတော့မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးနဲ့တိုက်ရိုက်ပတ်သက်နေပါတယ်။မော်ဖရ ိမြရဲ့တောင်းစုချက်ကတော့အဲကိုရနိုင်ငံရဲ့အနေထားရကအုတ်ချသူတွေမကောင်းတဲ့ခါမှာအဲတဖက်နေရတဖက်နေစောက်ကိုရှောင်ပြီးတော့မှအရုပ်ကရတာဖြစ်တဲ့ကြောင့်မလို့ကိုရဲ့ညီတွေးနိုင်ငံရဲ့မငေးချနေတဲ့ရေးရတော့ဒီနိုင်ငံတကာတခြားနိုင်ငံရဲ့အကူအညီကိုတော့ပပိုပေးဖို့စောက်ကြည့်ပေးဖို့အာဘူညီပေးဖို့အဲ့ဒါကိုတော့ထပ်ပြီးဒုက္ခတွေကိုစားတောင်းဆိုချင်တယ် နှစ်ပေါင်းများစွာအကြာအမှောင်တိုက်ထဲကထွက်ပေါ်လာတဲ့ဒီအတန်ဟာကျမတို့အားလုံးအယုံဆက်ရမယ့်အရေးကြီးဆုံးပဲ့တင်တန်တစ်ခုဖြစ်နေပါဗျာ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်